ရောက်ဆိုရင်မတည့်ဘူးရန်ဖြစ်မယ်တယောက်တည်းကောင်းတယ်ဟောတယောက်တည်းကျင့်ရမယ်အဲ့တော့နှစ်ယောက်ဟာတိုက်ခတ်မှုတွေရှိတယ်ဆိုတော့လောကမှာကိလေသာတွေဆိုတာအာယုံနဲ့ဝတ္ထုတိုက်လို့လူတွေရဲ့စိတ်မှာကိလေသာတွေပေါ်တယ်အဲ့ဒါလို့မပေါ်ရအောင်ငါဟာကိုယ့်ရဲ့စိတ်ထဲမှာဒီတရားတွေမဖြစ်အောင်ထိမ့်သိဆောက်ရှောက်အောင်ပဲလို့သူကသူတရားချပြီးတော့စင်ရင်စဉ်းစားလိုက်တဲ့အခါခန္ဓာကိုယ်ထဲမှာ ရှိတဲ့အာယုန်နဲ့ဝတ္ထုတိုက်ခိုက်မှုသဘောတရားတွေကိုကသူသိလာပြီးနောက်ဆုံးမှာဝိပဿနာဉာဏ်ဆုပြီးတော့သူလည်းပြည့်စစ်ကားပေါ်တာဖြစ်သွားဖြစ်တဲ့အခါမှာရှင်းတော့ကလူပဲသူကသူပြည့်စစ်ကားပေါ်တာဖြစ်မှဖြစ်နေတော်လဲပဲဒီမင်းဝမင်းစားနဲ့ပဲနေတဲ့အချိန်မှာတမ်းပြေအုပ်ချုပ်မှုတွေမလုံးသည့်အတွက်ကြောင့်အမတ်ကြီးတွေကရှောက်တဲ့အခါငါဘယင်မဟုတ်တော့ဘူးလို့ပြောပြီး သူကောင်းကိုသူသုံးသပ်လိုက်တဲ့အခါမှာပြစ်စိကဘုရားအသွင်ရောက်ပြီးသူလည်းဟိမုန်တာဘက်ကိုကြွသွားတယ်။ဟောဒါကဇာလန်တစ်ခုဖြစ်တယ်။အဲ့ဒါဒုတိယပြစ်စိကဘုရားသူတော်စင်သူတော်မြတ်ကဖះလောင်းကိုရှင်းပြတာ။ဟောသူတို့ဟောတဲ့တရားကိုနာရင်ကနေအင်ဟောက်လိုက်တာ။ငါတို့ဘဝလည်းအတီးတီးတဲ့ဘဝပဲ။လက်ကောက်နှစ်ကွင်းဝတ်တဲ့ဘဝပဲတိုက်ခတ်နေတာပဲငါတို့ဟာ။ ပြဿနာတွေရှားမှနေရတယ်လို့ဘုရားလောင်းကလည်းခေါင်းတငိမ့်ငိမ့်နဲ့သူကစဉ်းစားမိနော်အဲ့တော့အရှင်ဘုရားတဲ့အရှင်ဘုရားကရောဆိုပြီးတတ္တရအရှင်မြတ်ကို သူတော်စင်ကို မေးပြန်အရှင်ဘုရားကတော့ဘယ်လိုကြောင့်ဒီဘဝကိုပြောင်းလာတာတုံးဆိုသူကပြောတယ်ဒိစာဒိစာကုဏပံမဟာရန္တာကုဏပမဟာရန္တာဧကံတမနံဘဟုကတမစ္ဆာ အာဟာရဟေတုပရိပါတယိန်သူတန်ဋိတောဘိက္ခစရိယံစာမိငါတော့တခြားမဟုတ်ဘူးတဲ့เนาะတားတလေးတစ်ခုကိုခြီသွားတဲ့ငှက်ကိုဆိုပါစို့ကြီးခန်းလို့ပါတော့တားစီကနေပြီးတော့တားတလေးတစ်တုံးကိုခြီသွားတဲ့ငှက်ဆိုရင်နောက်ကငှက်တရားဝိုင်းအောင်လိုက်ကြတယ်ဝိုင်းအောင်လိုက်ပြီးသူ့ကိုဝိုင်းစိတ်တယ်ဝိုင်းလူတယ်အဲတားတလွတ်လိုက်ပြီဆိုရင်သူလည်းလွတ်သွားတယ် နောက်တဲ့ကောင်ကယူသွားတယ်အဲယူတဲ့ကောင်နောက်လိုက်ကြပြန်အဲ့ဒီကောင်ကိုလည်းဝိုင်းထိုးကြစိတ်ကြနဲ့ပါဇက်ထဲမှာနှုတ်သီးထဲမှာတာတစ်ရှိသမျှသူထိုးစိတ်ခံရတယ်အဲ့ဒီလိုပဲဒီအစာအာဟာရတစ်ခုအတွက်နဲ့ဒုက္ခရောက်တဲ့ဝိုင်းဝန်းနှိပ်စက်မှုခံနေရတယ်ဆိုတာလေးကိုသူမြင်ပြီးတော့သူ့ဘဝရဲ့ဆင်ခြင်သုံးသပ်မှုနဲ့သူဟာဒီဘဝကိုပြောင်းလာခဲ့တယ်ဆိုတာဒါကိုပြောပြအဲ့တော့သူဇလန်းကအကျင်ကဘာတော့လို့ဆိုရင် သူဟာဝိရိဟာတိုင်းကမိထီလာမြို့ကိုအုပ်စိုးတဲ့နိမိဆိုတဲ့ဘယင်ကြီးပဲเนาะ950စားတဲ့ပါတဲ့နိမိမင်းကြီးကလည်းပဲအဲ့ဒါမိထီလာကပဲတူတူပဲဝိရိဟာတိုင်းမိထီလာကအဲ့ဒီမှာသူကနိမိမင်းအနေနဲ့ဖြစ်လာတဲ့အချိန်မှာနာနေစာစားပြီးတော့နေတဲ့အချိန်နာနေစာစားပြီးတော့အဝေးကိုလှမ်းပြီးတော့ရှုကြည့် နန်းတော်ဘုရားနေအဝေးကိုလှမ်းရှုကြည့်နေတဲ့အချိန်ငှက်အုပ်ကြီးပြန်လာတယ်ပြန်လာတဲ့ငှက်တကောင်ရဲ့ပါးစပ်ထဲမှာသားတိတ်တစ်ခုပါတာသေးကနေသူဝင်ထိုးဆွဲယူလာတယ်အဲသူ့နောက်ကိုအကုန်ဝိုင်းလိုက်လာကြဝိုင်းလိုက်လာပြီးဝိုင်းဆိုင်ကြအဲ့ဒီကောင်မခံနိုင်တော့လွတ်ချလိုက်တော့နောက်တကောင်ကကောက်သွားပြန်အဲ့ဒီကောင်နောက်တစ်ခါဝိုင်းလိုက်ကြပြန်အဲ့ဒီကောင်လည်းပဲထိုးဆေးမှုပန်ခံနိုင်တဲ့ကလွတ်လိုက်ပြန် အဲ့ဒီငှက်အုပ်ကြီးအစာလူနေတဲ့ပွဲကိုဘီရင်ကြီးကစူးစိုက်ပြီးတော့ချိန်နော်ငှက်တည်းရဲ့သဘာဝဒါကိုမြင်လိုက်တာမြင်လိုက်တဲ့အခါကျသူစဉ်းစားတယ်ငါဘဝဟာလည်းပဲမင်းစည်းစိမ်မင်းဘဝဆိုတာတာတိနှုတ်သီးတဲ့ရောက်နေတဲ့ငှက်ဘဝမျိုးပဲဘာမှမထူးငါဘဝကိုလူချင်းလို့လူမဲ့ကြံနေတဲ့ကောင်တွေအများကြီးပဲနော်ငါ့ကိုရာထူးချပြီးတော့ငါရဲ့ ญาตุอานาหูลุอยู่เมกองนี่อายရှိတယ်ပေါ့သူဟာအိတ်ကောင်းရင်မဲရစားကောင်းရင်မစားရဒီလိုနေနေရဩကြည်ငှက်တွေဟာတားတွေကိုလွတ်ချလိုက်လို့ရှင်ဘသူကမှအနေရမပေးတော့ငင်းချမ်းသွားတယ်ငါလည်းပဲထို့အတူပဲစီစဉ်ဥစ္စာญาตุกုံသိင်းနေငါလက်ထဲရှိနေတယ်ဗျာငါ့ကိုဝိုင်းတိုက်နေကြမှာပဲလွတ်လိုက်လို့ရှင်ချမ်းသာတော့မှာပဲအဲ့တော့ဒီလိုဘုံကမျိုးဟာ ကာမဂုဏ်အာယုန်တွေကို ဆုတ်ကင်ထားသည်မြတ်တာထစ်ကိုနှုတ်သီးကမချတဲ့ငှက်လိုပဲထိုးစိတ်မှုတွေဒုက္ခတွေမျိုးစုံစားလည်းမစားရဘူးပြေးလွှာပြန်နေရတယ်ဝိုင်းအောင်လိုက်ထားခံရတယ်အဲ့ဒါမျိုးဖြစ်နေမှာပဲဒါကိုလွတ်လိုက်ခြင်းဟာချမ်းသာဒုက္ခရခြင်းအကြောင်းပဲအဲ့တော့ကာမဂုဏ်အာယုန်တွေကိုငါလွတ်မှဖြစ်မယ်မလွတ်ဘဲဒီတိုင်းနေလို့ရှိရင်ဆင်းရဲဒုက္ခတွေဖြစ်လိမ့်မယ်လို့ဘဝကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ဆင်ញင်သုံးသပ်လိုက်တာအဲ့ဒီကနေစပြီးတွေးလိုက်တာသူက နောက်ဆုံးမှာဒုက္ခနာကိုယ်ရဲ့မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေပိုင်အစိုးမပိုင်တဲ့သဘောတွေအကုန်လုံးသူ့ဟာသဘောပေါက်သွားပြီပိဿကဗုဒ္ဓအဖြစ်ရောက်သွားပြန်တာပဲသူလည်းပဲပိဿကဗုဒ္ဓအဖြစ်ရောက်ပြီးတော့လိုင်ကူဘက်ကိုကြွားသွားတယ်ဒါတတ္တိယကိုတော်ပြောပြတဲ့စကားတစ်ခုပေါ့နော်နောက်သရုတ်ထကိုတော်ကလည်းပဲထို့တူပဲသရုတ်ထကိုတော်ကိုမေးတော့အရှင်ဘုရားတဲ့အရှင်ဘုရားကဘာကြောင့် ဒီဒီဘဝကိုရောက်လာတာတော့ဆိုသူပြောတယ်ဥဒဘာဟမတ်ထံယူထတမစ္စီဆလက်ကကုံဝနဘလူပပန္နတမတ်ထတံကာမဟေတုဝိတုံဏံတန်တိတောဘိခဆေယသူလည်းမြင်ကွင်းတစ်ခု မြင်ခဲ့တာမြင်ကွင်းတစ်ခုမြင်ခဲ့တာသူဟာဥတ္တရပင်ဆာလတိုင်းကကပိလမြို့မှာမင်းစိုးရာစာဖြစ်နေနေတဲ့သူ့ရဲ့အမည်နာမကဒုံမူခမင်းတယ် အဲ့ဒီဒုမူခမင်းကသူ့ရဲ့နန်းတော်ယင်ပြင်ကနေကြည့်လိုက်မယ်ဆိုရင်နှွားချံတွေကိုမြင်နေရတယ်။နှချံကြီးတွေကိုမြင်နေရတယ်။အဲ့တော့မနေ့ခင်းမှာနန်းနဲ့ဆာစားပြီးတော့နန်းတော်အမြင့်ပေါ်တက်ပြီးတော့ဒေသပြတင်းကနေပြီးတော့သူကြည့်နေတဲ့အချိန်မှာနှချံကနေနှွားအုပ်တွေလွတ်လိုက်တယ်။လွတ်လိုက်တဲ့အခါကျတော့နှယိုင်းလိုက်တဲ့အချိန်ခြံတွေကနေဖွင့်ထုတ်လိုက်တဲ့အခါကျတော့နှယိုင်းလိုက်တော့ အဲ့မှာဒီနှထီးကြီးတွေပေါ့နှသိုးကြီးတွေပေါ့အဲ့ဒီកောင်ကြီးတွေကတစ်ခေါင်းတစ်ခေါင်းရန်လောက်ကြတယ်ရန်လောက်တော့အဲ့ဒီဂျိုးအချွန်နဲ့သူ့ရဲ့ဒီနွားဖို့ကြီးကလည်းပဲလိမ့်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 နဲ့လှုပ်နေတဲ့កောင်ကြီးအင်းအားလဲကြီးတယ်ထွားလဲထွားတယ်အဲ့နွားကြီးကဂျိုးကြီးကလည်းချွန်အဲ့သူနဲ့ပြိုင်ပဲလုပ်မဲ့အကောင်ကိုသူကနောက်ကနေဖွင့်ထည့်လိုက်တာအဲ့ဒီကောင်ဟိုဥတွေထွက်သွား ဥရီထွက်သွားအဲ့ဒါကိုဘုရင်ကြီးကလှမ်းမြင်တာလှမ်းမြင်တော့ခြိစမ်းတဲ့နွားတွေဟာကိရိတာကံကုန်စိတ်တွေနဲ့တကောင်းတကောင်းဒီရံမှုကြလို့အခုလို့တေဆုံးသွားပြီဘိုက်ပေါက်သွားတယ်ဥရီထွက်သွားတယ်အဲ့ဒါကိုမြင်လိုက်တော့ဒီဒုက္ခဟာကံကုန်အာယုစိတ်တွေကြောင့်ဖြစ်တဲ့ဒုက္ခပဲလို့ဆိုတာကိုသူသဘောကျသွားတယ်ငါလည်းပဲမထူးဘူးကံကုန်အာယုစိတ်တွေရှင်း ဒီလိုပဲပျက်စီးဆုံးရှုံးမှုရနိုင်တယ်ဆိုတာစဉ်းစားတွေးခေါ်ပြီးတော့သူ့ဘဝသူ့ခန္ဓာကိုအာယုံဆိုင်ပြီးရှုရင်းကနေဝိပဿနာဉာဏ်နဲ့တက်ဝင်လို့သူလည်းပြစ်စိတ်ကပူတာဖြစ်သွားတယ်။ဒါသူဒါတွေကိုကြည့်မြင်ပြီးတော့တန်ဝေကရပြီးတော့ပြစ်စိတ်ကပူတာဖြစ်လာတယ်လို့ဆို။ဟောဒီ၄ပါးအဲ့ဒါလို့အချင်းချင်းပြန်ပြီးတော့ပြောပြတာနော်။ချင်းချင်းပြောပြ။အဲ့ဒါလို့ ਨੇ သူတို့ကပြစ်စိတ်ကပူတာဖြစ်လာတယ်ဆိုတဲ့အကြောင်းပြောတာ ဲ့လိုပြောတော့ဘုရားလောင်းဩရိန်တယ်နဲ့သူ့ရဲ့ဇနီးတို့ကကလေးတွေကတော့ငယ်သေးတော့သိပ်မသိသေးဘူးသူတို့ဇနီးမောင်နှံနှစ်ယောက်ဟာဆွန့်ကပ်ရင်းနဲ့ပိဿကဗုဒ္ဓရေပြောဟောတဲ့တရားကို နာရင်းကနေပြီးတော့သူတို့အားလည်းပဲတန်ဝေကတွေရနေချာသူတော်စင်ဘွားကိုပြောင်းဖို့စိတ်ကူးတွေရနေချာစိတ်ကူးတွေရနေချာပြောင်းမယ်ဆိုတဲ့စိတ်ကူးဖြစ်လာဖြစ်လာတဲ့အခါမှာ ဖျားလောင်းဩရိန်တဲ့ကနေစပြီးတော့ပြောတာအင်းငါလည်းပိစိကဗုဒ္ဓဒီသူတော်မြတ်တွေရဲ့ဘဝဇလန်းတွေကိုသိရတော့ငါလည်းပဲတယောက်တည်းနေခြင်းမီလို့ပြောတာနော်ငါလည်းပဲတယောက်တည်းနေခြင်းမီလွတ်လပ်တဲ့ဘဝကိုငါရှာမယ်လို့ဆိုတော့အဲဒီအမျိုးသူရဲ့အမျိုးသမီးကဘာပြောတော့ဆိုအယမေဝကာလောနာဟိအညောအဋ္ဌိဒါဟာသူ့အတွက်လည်းအကောင်းဆုံးအချိန်ပဲတဲ့အနုတာတိ တာမေနဘဝေယပစ္စာနောက်တာမျိုးအခွင့်ရေးရဖို့မရှိဘူးတဲ့အခုသူတော်စင်တွေပြောပြသွားတယ်ပဝန်းကျင်ကိုရှုမြင်တတ်တာသူလည်းပဲရှုမြင်တတ်လားရှုမြင်တတ်လို့အဟံပိဧကစရိတံမိဘက်ကွာသူကိုယ်တိုင်ကလည်းပဲကြောက်ထဲနေခြင်းစိတ်တွေရှိလာတယ်ပေါ့တကုဏီဝမုတ်တာပုရိသတ္တဟာတာဒီငှက်မုတ်ဆိုးကဖန်းထားပြီးတော့လောင်ကြိုက်ထဲမှာလောင်ထားတဲ့ငှက်မတကောင်ဟာ ဟိုဆိုးရဲ့လက်ကလွတ်တယ်လို့သူလည်းပဲလွတ်ချင်ပြီရှင့်လက်ကကျမလွတ်ချင်ပါပြီပေါ့သူလည်းပဲဒါသူတော်စင်ဘွားကိုပြောင်းမယ်လို့မြို့သူကပြောတယ်အဲ့တော့အိုရင်းတဲ့ကြီးကလည်းသူလည်းလွတ်ချင်ပြီသူဇနီးကလည်းလွတ်ချင်ပြီလို့ပြောလာပြောရင်းကနေပြီးတော့တားငယ်သမီးငယ်လေးတွေကရှိနေသေးတယ်ပေါ့ငယ်ငယ်လေးတွေရှိနေသေးတယ်အရွယ်မရောက်သေးတဲ့အရွယ်တွေရှိတော့အဲ့တော့မြို့သူမိလှုပ်တဲ့လူကအကင်ပါတဲ့သူက ရှေစိတ်ခဏဆိုပြီးတော့ထွက်သွားတာပြန်ပေါ်မလာတော့ဥအောင်သွားလိုက်တာသူကဥအောင်မဟုတ်ဘူးဒေါအောင်ဖြစ်သွားတယ်အဲ့တော့ तू ကသားသမီးတွေကိုပြောက်ကြားပေါ်မှာပုံထားခဲ့ပြီး तू လစ်သွားတယ်အရှင်လစ်သွားပြီးတော့အဲ့ဒီမြို့ပဝန်းကျင်မှာရှိတဲ့ဒီ provide ကြောင်းတစ်ကြောင်းသွားပြီးတော့ तू provide မှာဝတ်ပြီးနေလိုက်တာမိသားစုဘဝကိုမျက်နှာလွှဲလိုက်ပြီးတော့ तू ကအရင်ဥအောင်ထွက်သွား အဲ့တော့လာနိုးလာနိုးနဲ့မျောတော့မလာဘူးမလာတဲ့အခါကျတော့ဒီလူကြီးကသူကကလေးတွေသူထိရောက်ရနော်ကလေးတွေထိအရင်ကျတော့ကလေးတွေတနစ်နစ်နစ်နေတဲ့အခါတဖြည်းဖြည်းနဲ့ကလေးတွေကအရွယ်ရောက်လာဒီကလေးတွေသူကသူ နားလဲလာဗလားလို့သူစဉ်းစားတယ်။ဘာနဲ့ဘာနဲ့စမ်းသပ်တုံးဆိုတော့တရက်ကျတော့ထမင်းကိုမာမာကြီးချက်မာမာကြီးချက်ပြီးကျွေး အဖေဒီနေ့ထမင်းကမာလိုက်တာလို့ပြောအဲနောက်တည့်ရကျတော့ပျော့နေအောင်ချက်တာချက်ပြီးဖေးထမင်းကဒီနေ့ကျတော့ပျော့လိုက်တာလို့ပြောနောက်ရကျတော့ဟင်းနေစားနေနင်းခတ်တယ်နင်းခတ်တော့ဒီနေ့ကငန်းလိုက်တာမစားနိုင်ဘူးနောက်ရကျတော့စားလုံးဝမထည့်ဘူးဒီနေ့ကျပေါ့လိုက်တာအဲဟုတ်တယ်မင်းတို့ပြောတာမှန်တယ်အဲငါသားသမီးတွေကတော့ပေါ့မှန်းလဲသိလာပြီငန်းမှန်းလဲသိလာပြီ ထမင်းပျော့တာလည်းသိတယ်ထမင်းမာတာလည်းသိလာအဲသူတို့ကိုသူတို့ထိန်းကြောင်းနိုင်တဲ့အရွယ်တော့ရောက်ပြီပေါ့အဲ့ဒါလို့စမ်းသပ်ပြီးတဲ့အခါမှာကလေးတွေကိုဆွေတွေမျိုးတွေကို အပ်ပြီးတော့သူလည်းထွက်သွားတယ်တော့ထွက်သွားအဲတော့ထွက်သွားပြီးတော့သူလည်းပြပိုင်းဘဝရောက်သွားရောက်သွားတဲ့အခါတမနစ်မြို့ထဲမှာဆွမ်းခံလှဲ့လေရင်းနဲ့အဲသူစနီးဖြစ်ခဲ့တဲ့ပြပိုင်းမှာနဲ့သွားဆုံး ဆုံးတော့မှတ်မိတော့ဟိုကပြောတာရှင်ဘယ်လိုလဲတဲ့ကလေးတွေကိုဖြတ်စည်းပြီးပြစ်ထားခဲ့တာလားပေါ့ကလေးတွေတတ်ဖြစ်ခဲ့သလားနဲ့မေးတာပေါ့နော်မေးတော့သူကပြောပြတယ်မဟုတ်ဘူးတဲ့အာမန်ပက်ကင်စာဇာနန်တိအထောလောနံအလောနကသူတို့ဟာကြက်တယ်မကြက်ဘူးဆိုတာလည်းသိပြီးဆာငန်တယ်ဆာပေါ်တယ်ဆိုတာလည်းသိပြီးအဲ့ဓာတွေသိမှငါတင်ငါဝေါ်လာတာပါပြပိုက်ဖြစ်ပြောင်းလာတာပါအဲ့တော့ မင်းလည်းအေးအေးဆေးဆေးတရားအထုတ်ငါလည်းပဲအေးအေးဆေးဆေးတရားအထုတ်သူတို့အတွက်ဘာမှပူစရာမရှိတော့ပါဘူးဆိုပြီးတော့သူတို့နှစ်ဦးဟာလည်းပဲပြပိုက်ဘဝမှာနေရတယ်အဲ့ဒီနောက်ကလွဲပြီးသူတို့နှစ်ယောက်ဘယ်တော့မှမဆုံစည်းတော့ဘူးတဲ့ဖះလောင်းဟာတရားဓမ္မကျင့်ကြံမျိုးကိုအထုတ်ရင်းနဲ့သူဟာအဘိညာဉ်၅ပါးတို့စံတရားတွေကိုရရှိပြီးတော့သိတဲ့အခါမှာမြမပြင်ရောက်တာပြပိုက်မှာတော့ပဲရောက်တယ်ဆိုမပါတော့ဒီဒီဇလန်းမှာ ပိစကဝိရရဲ့တရားကိုနိုင်ရင်သူတို့ဘဝကိုအားကျပြီးတော့ပုရိသေဇနီးမောင်နှံဟာလည်းပဲဒီသူတော်စင်ဘဝကို ပြောင်းပြီးတော့တရားဓမ္မကျင့်ကြံကြုပ်ကိုအထုခဲ့ကြတယ်။အဲဒီလိုမြတ်စွာဘုရားဟောကြားပြီးတော့တစ္ဆာတရားကိုရှင်းလင်းပြတဲ့အခါမှာခொဏကကံကုံအာယုစိတ်တွေတွေးပြီးတော့နေတဲ့ကိုရော900ဟာယန္နာဖြစ်ကိုရောက်သွားတယ်တဲ့။ယန္နာဖြစ်ကိုရောက်သွားတယ်။အဲ့ဒီမှာသားလေးကတော့ယာဟုလား။သမီးလေးကတော့ ဥပ္ပလဝန္နာအလောင်းဖြစ်ပြီးတော့ပြပိုက်မဝတ်သွားတဲ့ဇနီးတွေကတော့ရာဟုလမတ္တယသောတရာဖြစ်ခဲ့ပြီးဒီပြပိုက်ကတော့ဥရိန်တဲ့ပြပိုက်ကတော့ဖရာအလောင်းပဲလို့ဆိုတဲ့ဇာလန်းနေနော်သူတို့ရဲ့အတိတ်ဘဝတွေနဲ့ဆက်ဆက်ပြီးတော့အခုလိုမြတ်စွာဘုရားဟောကြားဆုံးမခဲ့တာဖြစ်ပါတယ်တရားချက်ခင်သူတို့စဉ်ပြိဿပေါင်းတို့မိမိရဲ့ပတ်ဝန်းကျင်ကိုအသိဉာဏ်နဲ့ရှုမြင်သုံးသပ်ပြီးတော့ ိုးဘဝကိုကောင်းအောင်ပြင်သွားကြတာဟာအလောင်းတော်ဒီသူတော်စင်းနေရဲ့လှုပ်ထုံးလုံးဤတစ်ခုသာဖြစ်လို့ဒုဒ္ဒတွေဟာလည်းအမတ်တမဲ့မနေချဘဲနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ရှုမြင်သုံးသပ်ပြီးတော့ကိုးဘဝကောင်းအောင်ပြင်ကြရမှာဖြစ်တယ်လို့ကိုစီကိုစီမှတ်သားပြီးကိုးဘဝကိုကောင်းအောင်ပြင်ဖို့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း 弥达婆呀，南无阿弥陀佛，比丘啊，善哉哇西，南无阿弥陀佛，比丘啊，善哉哇西，弥达依迦，龙伽伽。